CNN သတင်းဌာနကနာတော်တာဆင်နေကြတဲ့ပြည်သက်တဲ့အားလုံးကိုတာလီစွာပါလို့နှုတ်ခမ်းဆက်ထားလိုက်ရပါတယ်ဒီကနေ့2025ခုနှစ်မေလ6ရက်နေ့ CNN ရဲ့တနစ်တော် online radio ထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ရခိုင်ဝမ်ရနိုင်ငံရေးသမားလေးဖြစ်ကပြဆရာကြီးလေးဖြစ်တဲ့ ဥလဆုခုမောင်ခိုင်အောင်ကွလန်သွားခဲ့တယ်ဆိုတဲ့တဲ့တောင်ကုန်မြို့ရန်ကုန်ကြီးရအနီးဝန်းကျင်ကမိုင်းနေရာကျူကိုအရခတ်တက်တို့ကရှင်းလင်းခဲ့တယ်ဆိုတဲ့တဲ့စစ်ကောင်ဆောင်မိုင်းအောင်လိုင်းမြစနီရာရှောက်ကိုသွားရောက်မယ်ဆိုတဲ့တဲ့တလကျော်အတွင်းမှာစစ်ကောင်စီကရခိုင်ပအဝင်နေရာနှံ့ကိုလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူ250ကျော်သေဆုံးခဲ့ရတယ်ဆိုတဲ့တဲ့တွေကိုကြားမှလည်းဖြစ်ပါတယ်။ ီနေ့ထုတ်လွှင့်မှုရဲ့ပထမဆုံးအနေနဲ့ကြားမယ့်သတင်းကတော့ရခိုင်ဝမ်ရဲ့နိုင်ငံရေးသမားလေးဖြစ်ကပြာဆရာကြီးလေးဖြစ်တဲ့ဦးလာစုခိုမခင်ရကွလန်သွားခဲ့ရတယ်ဆိုတဲ့သတင်းကိုကြားမှလည်းဖြစ်ပါတယ်ရခိုင်ဝမ်ရဲ့နိုင်ငံရေးသမားလေးဖြစ်ကပြာဆရာကြီးလေးဖြစ်မြောက်ဦးမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းလေးဖြစ်ရခိုင်မျိုးသားပါတီရဲ့မူဝါဒရေးရဦးဆောင်ကော်မတီဝင်လေးဖြစ်ခဲ့ပူတဲ့ဆရာကြီးဦးလာစုခိုမခင်အောင်ဟာစစ်ကူတခံယူရန်ကနေကွလန်သွားခဲ့ရပြီဖြစ်တယ်လို့ သူ့ရဲ့မိသားစုတွေနဲ့နေဆက်တဲ့သူတွေစီကသိရပါတယ်။ဆရာကြီးဦးလဆိုးခိုမခိုင်အဟာမေလ9ရက်နေ့ည7:00နာရီကျော်အတွင်းမှာလူကြီးယောကနဲ့စစ်ကုသခံယူနေရကနဲ့ကုလန်သွားခဲ့ရတာဖြစ်တယ်လို့သူ့ရဲ့မိသားစုတွေနဲ့နေဆက်သူတွေကပြောပါတယ်။ဆရာကြီးဦးလဆိုးခိုမခိုင်အဟာမြောက်ဥစားကြီးဖြစ်ပြီးတော့1953ခုနှစ်မေလ28ရက်နေ့မှာဖခင်ဦးအောင်လဆန်မိခင်တော်စံတပ်ပြုလို့ကဟောဖောက်ခဲ့တာဖြစ်ပြီးတော့ လက်ရှိတည်ဆောင်တဲ့အချိန်မှာတော့အသက်82နှစ်ရှိနေပြီဖြစ်တယ်လို့လည်းဆိုပါတယ်အခုလိုဆရာကြီးအနေနဲ့ကုလန်သွားရတဲ့အပေါ်မှာရခိုင်ပြည်သူတွေအနေနဲ့လည်းအထူးစိတ်မကောင်းဖြစ်ရတယ်လို့ဆိုကြပါတယ်ဒါအပြင်အခုလိုရခိုင်ပြည်ပြန်လည်ထူထောင်ရေးကာလမှာသူမချီတော်တာကြောင့်ပြည်သူတွေအနေနဲ့လည်းတိခိနိနာမှုတွေရှိတယ်လို့လည်းနိုင်ငံရဲ့အသိဝင်ကပြောဆိုကြပါတယ်ဒီတစ်ခါဆက်လက်ပြီးတော့နားဆင်ရမှာကတော့တန်ကုန်မျိုးရခိုင်ကြီးရအနီးဝန်းကျင်က မဲလုံးရဲ့နေရာကျော်ကိုအရခတ်တက်တော်ကချင်းလင်းခဲ့တဲ့ဆိုတဲ့တဲ့တင်းကိုကြားမှလည်းဖြစ်ပါတယ်။တန်ကုန်မျိုးရန်ကုန်ကြီးရအနီဝန်းကျင်မှာစစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မဲလုံးရဲ့နေရာကျော်ကိုအရခတ်တက်တော်ကချင်းလင်းပေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီမဲချင်းလင်းကိုအရခတ်တက်တော်ကမေလ9ရက်နေ့တရက်တည်းအတွင်းမှာချင်းလင်းခဲ့တာဖြစ်ပြီးတော့မိန်လုံးရဲ့နေရာနဲ့လေလုံးအထိရရှိခဲ့တယ်လို့လည်းဆိုပါတယ်။လက်ရှိတည်းအတွင်းမိန်လုံးရဲ့နေရာကျွတီချင်းလင်းခဲ့ရတဲ့ရက်ကိုကြေးရွာဟာစစ်ကောင်စီအစစ်အကြိုက်တရင်တွေဖြစ်တဲ့ ခမရနှစ်လေးရှာခမရငါးလေးလေးတက်တွင်နဲ့မနီမွေးမှာရှိတဲ့ကြီးရတရဖြစ်ပြီးတော့စစ်ကောင်စီတပ်တွေဟာသူတို့အတက်ကိုကောက်ွယ်နိုင်ဖို့အတွက်မြေမုံမုံကြီးကိုတိုက်ပွဲအတွင်းမှာအလွန်ကြက်သုံးကောင်သူတို့နေထိုင်ရာတက်စကန်တွေအပြင်ကြီးရတဲ့အများပြည်သူအုံပြူသွားလာနေတဲ့လမ်းတွေနဲ့ကြီးရအနီကတိုးတောင်ပေးမှာပါမိန်းတွေကိုထောင်ထားခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်ဒီလိုစစ်ကောင်စီတပ်တွေကမိန်းတွေကိုအလွန်ကြက်သုံးထောင်ထားခဲ့တဲ့အတွက်ရန်ကုန်ကြီးရအနီဝန်းချက်မှာနေထိုင်ကြတဲ့ ဒေသခံတွေဟာမိပောက်ကွယ်မှုအန္တရာယ်တွေပေါ်မကြဖနာဆိုသလိုကြုံတွေ့နေကြရတာကြောင့်ဒေသခံတွေမှာစိုးရိမ်ကြီးနေနေထိုင်နေကြရတယ်လို့လည်းပြောပါတယ်။အရက်ခတ်တတော်ဟာတန်ခုံမြို့တွေတစ်ခုလုံးကိုစစ်ကောင်စီတပ်တွေလက်ထက်ကနေအပိသက်သိမ်းပိပိနောက်မှာဒေသအတွင်းမင်းချင်းလင်းရဲတွေမင်းအသိပညာပေးတွေစစ်ကြံလက်နဲ့အန္တရာယ်ကာကွယ်ရေးအသိပညာပေးတွေကိုစက်တိတ်လောက်ဆောင်ပေးတာတွေရှိနေပေမဲ့တန်ခုံမြို့ဒေသခံတွေဟာ မိုင်းနက်စစ်ကြံလန်းတဲ့အမြေတွေကိုစစ်တပ်ရဲ့စင်ကြီးရစစ်ဖြစ်တယ်လို့လည်းဆိုပါတယ်အဲဒါကြောင့်မရခတ်တက်တို့အနေနဲ့လည်းမိန်ရှင်လင်းရင်နဲ့မိန်အသိပညာပေးလုပ်ငန်းတွေကိုဒီထက်ပိုပြီးတော့ဦးစားပေးလှဆောင်ပေးဖို့လိုအပ်တယ်လို့ဒေသခံပြည်သူတွေအနေနဲ့လည်းအရကတက်တော်ကမိတ်အသိပညာပေးဟုတ်ပြမှုတွေကိုဂရုတစိမ့်နဲ့နားဆင်ကလိုက်နာဖို့လိုအပ်တယ်လို့လည်းတန်ကုန်မျိုးလူမှုအဖွဲ့အစည်းတွေကအကြံပြုပြောဆိုထားကြပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနားဆင်ရမှာကတော့စစ်ကောင်ဆောင်မဲအောင်လည်းမြန်စနီရရှာကိုတွားရောက်မယ်ဆိုတဲ့သတင်းကိုကြားရမှာလည်းဖြစ်ပါတယ်စစ်ကောင်ဆောင်မဲအောင်လည်းနဲ့ဇနီးဖြစ်တဲ့ဂျူဂျူလာတို့ဟာဒီရက်ပိုင်းအတက်မှာရုရှားနိုင်ငံကိုထပ်မံတွားရောက်ဖို့ရှိတယ်လို့စစ်ကောင်စီဘက်သတင်းဌာနကမနေ့ကသတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်စစ်ကောင်ဆောင်မဲအောင်လည်းနဲ့ဒီရုရှားခရီးစဉ်ကိုရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမက်စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့မှာကျင်းပမယ့် 1955မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်ချစ်စစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်ဖို့သွားမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါလိုပဲစစ်ကောင်စာမိုင်းအွန်လိုင်းနဲ့အတူဇနီးဖြစ်တဲ့ကျူကျူလာဟာလည်း Russia Federation နိုင်ငံ Federal Council ဖက်တော်ဥက္ကဋ္ဌ Mr. Valentina Martirenko ရဲ့ဖိတ်ကြားချက်အရစစ်ကောင်စာမိုင်းအွန်လိုင်းနဲ့အတူ Russia ကိုသွားရမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။စစ်ကောင်စာမိုင်းအွန်လိုင်းအနေနဲ့1951 1955 မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်ချစ်စစ်ပြဲအထိတ်မှအခမ်းအနားအပြင်ဆက်ဆက်အခမ်းအနားတွေကိုလည်းတက်ရောက်ဖို့ရှိတယ်လို့လည်းဆိုထားပါတယ်။အဲ့ဒါတွေအပြင်အခမ်းအနားကိုတက်ရောက်လာကြတဲ့နိုင်ငံကမ်းဆောင်တွေနဲ့လည်းတခြားတွဲဆောင်ဆွေးနွေးတာတွေကိုလည်းလှောက်ဆောင်သွားမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်ဒီကီးရေးစက်အတွက်မှာစစ်ကောင်ဆောင်မဲအောင်လည်းဟာနိုင်ငံအစိုးရနဲ့ပြည်သူတွေအကြားချစ်ကြည်ရေးစီးပွားရေးကဏ္ဍဘုံဆောင်မဟာဗျူဟာမြပူပေါင်းဆောင်ရွက်မှုကိစ္စရဲ့တကူလည်းပုံမတွတ်တဲ့ခင်မာအောင်ဆောင်ရွက်တော်ဖို့ရှိတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာဒီနေ့တနင်္လာထုတ်လွှင့်မှုရဲ့နောက်ဆုံးကြားရမယ့်သတင်းကတော့တလကြိုအတွင်းမှာစစ်ကောင်စီကရခိုင်အပောင်းဝင်နေရာအနှံ့ကိုလေချောင်းတက်ခဲမှုပြုလုပ်ခဲ့တာကြောင့်ပြည်သူ290ကျော်တိဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုကြားမှလည်းဖြစ်ပါတယ်စစ်ကောင်စီကမတ်လ28ရက်နေ့ကပဲမေလ4ရက်နေ့အထိရပ်ပေါင်း38ရက်အတွင်းမှာရခိုင်အပောင်းဝင်မြန်မာနိုင်ငံအနှံ့ကနေရာတွေပေါ် လေကြောင်းတက်ခိုက်တာလောက်ဆောင်ခဲ့တဲ့အတွက်အရက်သားပြည်သူ280ကျော်သေဆုံးခဲ့ရတယ်လို့မြို့သားညီငယ်ရဲ့အဆိုအရ NUG ကမနေ့ကမေလ9ရက်နေ့မှာတင်ထုတ်ပြန်လာပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်တာကိုခံခဲ့ရတဲ့နေရာတွေကတော့ပေကူ၊ရှင်၊အချင်း၊ရှမ်း၊ကယား၊ကရင်နဲ့မွန်စတဲ့နေရာတွေအပြင်ငလျင်တန်းကိုပြင်းပြင်းထန်ထန်ခန်းစားခဲ့ကြရတဲ့စကိုင်းမကွေမန္တလေးတိုင်းတို့လည်းပါဝင်တယ်လို့ဆိုပါတဲ့ စစ်ကောင်စီဟာငလျင်ဗိတ္တန်တဲ့နေရာတွေကိုကုညီကစ်စေလောက်ဖို့အတွက်ပြည့်ရမယ်လို့ထုတ်ပြန်ထားတဲ့ကာလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုအကြိမ်ရ262ကြိမ်ကိုအခုလိုစက်တိတ်လှောက်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ရ262ကြိမ်ကြောင့်သေဆုံးသူဥယျာ286ဦးရှိပြီးတော့ဒဏ်ရာရသူကတော့456ဦးရှိခဲ့တယ်လို့လည်းဆိုပါတယ်။ဒီသေဆုံးသူတွေထဲမှာတော့အသက်17နှစ်အောက်ကလင်းငယ်32ဦးပါဝင်ပြီးတော့ ။ဒဏ်ရာရရှိတဲ့သူတွေထဲမှာလည်းကလေးငယ်၄၅ဦးပါဝင်တယ်လို့လည်းဆိုထားပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာအများဆုံးခံခဲ့ရတဲ့နေရာတွေကတော့စကိုင်းတိုင်းဖြစ်ပြီးတော့တိုက်ခိုက်မှုအကြိမ်ရ83ကြိမ်ရှိပြီးတေဆုံးသူ89ဦးဒဏ်ရာရသူ135ဦးရှိခဲ့တယ်လို့လည်းဆိုပါတယ်။နောက်ထပ်ဒုတိယအများဆုံးတိုက်ခိုက်ခံခဲ့ရတဲ့နေရာကတော့မန္တလေးတိုင်းဖြစ်ပြီးတော့တိုက်ခိုက်မှုအကြိမ်ရ61ကြိမ်နဲ့တေဆုံးသူ65ဦးဒဏ်ရာရသူ136ဦးရှိခဲ့တယ်လို့လည်းဆိုပါတယ်။ ဟန်ရသူ138ဦးရှိခဲ့တယ်လို့လည်းဆိုပါတယ်တတိယအများဆုံးတက်ခိတ်ခံရမှုကတော့မကွေးတိုင်းဖြစ်ပြီးတော့လေကျောင်းတက်ခိတ်မှုအကြိမ်29ကြိမ်နဲ့တည်ဆုံးသူ7ဦးရှိကဒဏ်ရာရသူ29ဦးရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာကျွန်တော် CNN နဲ့သတင်းဌာနရဲ့တနစ်တာရေဒီယိုထုတ်လွှင့်မှုဟာဒီမှာပဲပြန်ဆောင်ပြီးဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းကာရဝတ်ပြုအပ်ပါတယ်။နောက်နေ့ဒီမှာလဲ CNA ကတက်ဆက်ပေးနေတဲ့တနစ်တာသတင်းကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube Telegram X နဲ့ TikTok တွေမှာလဲနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းတင်ကောင်းပါအပ်ပါတယ်ခင်ဗျာ။